အခုချိန်မှာ ThinkPad က Lenovo ကပိုင်တာဆိုပေမဲ့ ThinkPad ဆိုပြီးတော့နာမည်ရအောင်စပြီးတော့လုပ်ခဲ့တဲ့သူက IBM လို့ပြောရမယ်ဆိုတော့ ThinkPad တွေထဲမှာမှာအကောင်းဆုံးเนาะ Super Premium Laptop စစထွက်ထွက်ချင်းတော့ဒေါ်လာ1000ကျော်တန်း X1 Carbon Generation 6 Laptop တစ်လုံးကအခုခုနှစ်ကြာသွားပြီးတဲ့အချိန်ရောက်တဲ့အခါကျတော့10သိန်းဝန်းကျင်လောက်နဲ့ဝယ်လို့ရသွားတယ်ဒီခေတ်မှာ ဆယ်သိန်းနဲ့ဒီလောက်အစ်စ်နီးပါးပရီမီယမ်လက်တော့တလုံးရလိုက်တာတော့တော်တော်လေးတန်တာကိုလို့မက်ဂနီဆီယမ်အလိုက်ဖော်ဒီပေါ်မှာမအပေါ်ကနေပြီးတော့ကာဗွန်ဖိုင်ဘာလေးနဲ့အုပ်ထားတာဆိုတော့ပပပပနဲ့တအားကိုပရီမီယမ်ဖြစ်တဲ့အကြံလဲအရန်ခံတယ်စိတ်ပါလို့ရှိရင်တော့အိတ်သွင်းကာဗွန်တော်ချာတက်ဆိုပြီးတော့တွားရှာကြည့်လိုက် ကားနဲ့ကြိတ်တာတော့မှ survive ဖြစ်ထားတာတွေပါလေရှိဂျပန်သွင်းနေတာဖြစ်တဲ့အတွက်တော့ keyboard ကဂျပန် keyboard ဖြစ်နေတာဂျပန် keyboard ကတော်တော်စားတာ backspace နဲ့ space bar အခုမြင်ရတဲ့အတိုင်းပဲဂျပန်ကောင်းနေလို့မျိုးပဲတူတူလေး right shift ကလည်းဟိုးဘက်အဝေးကြီးကိုရောင်းနေတာခုပြထားတဲ့ think pad တွေရဲ့ signature အနီရောင်အလုံးလေးနစ်ပယ်လေးအဲ့ဒါပြမစို့ master မျိုးပဲဗျာဒီလား track point လို့ခေါ်တယ်တချို့ကလည်းနစ်ပယ်လို့ခေါ်တယ်ကျွန်တော်တို့နစ်ပယ်လို့ခေါ်တယ် audio ကတော့အမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော်တော်လေးစုပ်ပါတယ်เนาะအတန်နဲ့တိတ်မကျဘူး clarity တွေ base တွေကလည်း below average ပဲ